ပိုလန်ဘောလုံးအဖွဲ့ချုပ်ကနီးပြရာဒူးအတွက်ဆောင်ရွက်လိုတဲ့ဆိုတဲ့စောင့်ကဲ့ရဲ့ကမ်းလှမ်းမှုကိုညှင်းပယ်ခဲ့တယ်လို့သိရပါတယ်။ပိုလန်ဘောလုံးအဖွဲ့ချုပ်ဟာလက်ရွေးစင်အသင်းနီးပြ Probias ရာဒူးကနေနှုတ်ထွက်သွားတာကြောင့်လက်ရှိအချိန်မှာနီးပြလက်လက်နေပြီးနီးပြတဲ့ရှာဖွေနေပါတယ်။ ဒါကြောင့်အင်္ဂလန်လူရင်းစင်နီပြဟောင်းဆော့ဂိတ်ကပိုလန်လူရင်းစင်အသင်းနီပြအဖြစ်ဆောင်ရွက်လူကြောင်းကမ်းလှမ်းခဲ့ပေမဲ့ပိုလန်ဘောလုံးအဖွဲ့ချုပ်ကငင်းပယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ငင်းပယ်ရတဲ့အကြောင်းကတော့နိုင်ငံသားသားနီးပြတွေအနေနဲ့ပိုလန်အသင်းကိုကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်စေရမယ်လို့အမကန်ချက်မပေးနိုင်တာကြောင့်လို့ပိုလန်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌကူလက်ဆာကဆိုပါတယ်။ဆော့ဂိတ်စီကသူ့ကိုခံရဖို့ကမ်းလှမ်းခဲ့ပါတယ်။ကျွန်တော်တို့သတိရဖို့လိုတဲ့အခြေခံအရာတစ်ခုရှိပါတယ်။ဘယ်နိုင်ငံသားသားနီးပြကမှကျွန်တော်တို့ကမ္ဘာဖလားခြေစစ်ပွဲအောင်မြင်ဖို့အမကန်ချက်မပေးတာပါပဲ။ ါပဲသူတော်အဲ့လိုအာမခံနိုင်ခဲ့ရင်ကျွန်တော်သူ့ကိုချက်ချင်းခန့်အပ်လိုက်မှာပါလို့ကုလဆာကပြောကြားခဲ့တာပါဆောက်ခဲကဒီနှစ်ထဲမှာနေပြအလုပ်ပြန်မလုပ်သေးဘူးလို့ပြောကြားထားခဲ့ပေမဲ့ပိုလန်အသင်းကိုကင်တွယ်ဖို့ကမ်းလှမ်းခဲ့တာဖြစ်တာကြောင့်တခြားအသင်းသတင်းကိုကင်တွယ်နိုင်ပွဲရှိတယ်ဆိုတဲ့ထင်ကြေးပေးမှုတွေလည်းထွက်ပေါ်လာပါတယ်